အခုတင်ဆက်ပေးမယ့်အာဇာသင်ရတော့ဝေဖန်ဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ရန်မြန်မာယူဆကိုတင်လေးချင်းမှုစတင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ဘောလုံးဖွဲ့ချုပ် CFA ကဥဆောင်ကျင်းပပြုလုပ်မယ်ဝေဖန်ဖလားဘောလုံးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ရန်မြန်မာယူဆကိုလူငယ်အသင်းဟာဇူလိုင်လ17ရက်နေ့မှာစတင်ပြီးစကန်ဝင်လေးချင်းမှုများပြုလုပ်နေပြီဖြစ်တယ်လို့သိရှိရပါတယ်။ CFA ဟာဝေဖန်ဖလားဘောလုံးပြိုင်ပွဲကိုအသက်20အောက်ပြိုင်ပွဲအဖြစ်သတ်မှတ်ထားပြီးပြီးခဲ့တဲ့2006ခုနှစ်မှာစတင်ရင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ CFA ဟာ ခုနှစ်ကြိမ်မြောက်ကျင်းပမယ်ယခုနှစ်ပြိုင်ပွဲကိုအသင်းပေါင်း၁၂တင်းနဲ့လာမယ့်ဇူလိုင်၂၈ရက်မှာဩဂုတ်၄ရက်နေ့အထိကျင်းပသွားရန်စီစဉ်ထားတယ်လို့သိရှိရပါတယ်။ CFA ဟာအဲ့ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ရန်အတွက်မြန်မာအပါအဝင်အာရှဥရောပနဲ့တောင်အမေရိကအသင်းများကိုဖိတ်ကြားမှုများပြုလုပ်ထားပါတယ်။ယခုအခါမြန်မာ U19 အသင်းအပါအဝင်အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်စန်ဒါလန်ပေါ်တူဂီကလပ်ပေါ်တူ ရာဇီစီရီကလပ်ဘူတာဖိုကိုဟောင်ကောင်ကလပ်ရိန်ဂျာမြောက်ကိုရီးယားတရုတ်လူငယ်သင်းများပါဝင်ရှင်ပြိုင်ဖို့အတွက် CFA ထံအကြောင်းကြားစာများပေးပို့ထားပြီးဖြစ်ကြောင်းသိရှိရပါတယ်မြန်မာယူ16သင်းဟာယခုနှစ် MNL2 အမှတ်ပေးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအဆင့်3နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။မြန်မာယူ16သင်းကိုနီးပြချုပ်ဖြစ်ဂျာမန်လူမျိုး Gaffrindrin နဲ့နီးပြများဖြစ်ဥညီညီလန်နဲ့ဦးတန်းဝေတို့ကတာဝန်ယူကြံကြွယ်လျက်ရှိရလို့သိရပါတယ်ခင်ဗျာ။